မေရိကန်နဲ့ဆွေးနွေးပွဲတွေလှင်မြန်စွာ ပြန်လည်စတင်မယ်လို့ဆိုရဲပြောဆိုချက်ကိုယူရန်နိုင်ငံသားရေးဝန်ကြီးကညင်းဆိုလိုက်ပြီးပထမဆုံးအနေနဲ့နောက်ထပ်တစ်ခါတိုက်ခိုက်တမ်းမပြူပါလို့ဆိုရဲအာမခံချက်ရဖို့လိုရဲလို့ပြောလိုက်ပါတယ်။အီရန်နဲ့နျူကလ িয়ার အရေးညှိနှိုင်းဆွေးနွေးမှုတွေနောက်အပတ်လောက်အဆုံးဆုံးဖြစ်နိုင်တယ်လို့ဆိုတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်ပေါ် CBS ညနေခင်းသတင်းရဲ့တွေ့ဆုံမေးမြန်းခန်းမှာမေးမြန်းတဲ့အခါအာရချီကဒီလိုထည့်သွင်းပြောကြားခဲ့တာပါ တွေ့ဆုံညှိနှိုင်းမှုတွေတလောက်မြ мян ကြီးဖြစ်လာလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးလို့အာရချီကပြောပါတယ်ကျွန်တော်တို့ဘက်ကပြန်တွေးကြဖို့ဆုံးဖြတ်ဖို့ဆိုရင်ဆွေးနွေးညှိနှိုင်းတော့ အမေရိကန်ဘက်ကကျွန်တော်တို့ကိုစစ်ရေးအရာပြစ်မှတ်ထားတိုက်ခိုက်တာမလုပ်ဘူးဆိုတာကို အရင်အာမခံဖို့လိုပါတယ်လို့ RH ကပြောပါတယ်ဒီလိုစဉ်းစားချက်တွေရကျွန်တော်ထင်ပါတယ်အချိန်ယူဖို့လိုပါသေးတယ်တန်တမာရေးတကားကတော့ဘယ်တော့မှပိတ်ထားမှာမဟုတ်ပါဘူးလို့သူကဆက်လက်ပြောပါတယ်အီရန်ကယူနီယံတန့်စင်မှုကိုလာပိုင်းအတွင်းပြန်လည်ပြုလုပ်နိုင်ပွဲလို့ရှိတဲ့ နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲရဲ့ဆုံးဖြတ်ချက်ပေါ်အရာချီကိုမေးမြန်းခဲ့တာပါဤပညာနဲ့ယူနီယံတန့်စင်ရေးတိုက်ပံပညာကိုဘသူမှဘုံကျဲပြီးလုံးဝပြတ်သုံးသွားအောင်လုပ်လို့မရဘူးလို့သူကပြန်လည်ဖြေကြားသွားပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Mama Wu Pin Chin ရဲ့